ဆပ်ပလီမီနရီကြောင့်တကယ်ပဲအတွေးရရနေပြီးတော့လက်တွေဖြစ်သွားနိုင်လားမင်္ဂလာပါရှင် knowledge TV ညီမကနေပြီးတော့ကြိုဆိုလိုက်ပါရစေလောကကြီးမှာစိတ်အတွေးတွေကတကယ်ဖြစ်လာနိုင်တယ်ဆိုတာမျိုးပြည်သက်တို့ကြားမှုကြပါလားစိတ်ဆွေးရင်းနေမြင်လာတာနဲ့အမျှကိုဖြစ်ချင်တာတွေအနည်းနဲ့အမြန်ဖြစ်လာတာမျိုးကို manifestation လို့ခေါ်ပြီးဒါဟုတ်အခြေခံတဲ့ supplementary ရလဲလက်တွေမှာတကယ်ဖြစ်လာရင်ရှိတာပါဒါဆိုရင်တော့ supplementary ကဘာလဲ ဆပ်လီမီနရီကြောင့်တကယ်ပဲအတွေးရရနေပြီးတော့လက်တွေ့ဖြစ်သွားနိုင်လားဒါတွေကိုဒီကနေ့ဗီဒီယိုမှာပြောပြပေးသွားမှာပါဆပ်လီမီနဆိုတာကတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေလိုချင်တဲ့အရာတွေစိတ်ကူးတွေအိမ်မက်တွေရည်ရွယ်ချက်အစတွေကိုအမြန်ဆုံးရအောင်လုပ်လို့ရတဲ့ manifest လုပ်တဲ့နည်းတွေကအလွယ်ဆုံးနည်းတစ်မျိုးပါ supplementary ကစိတ်ကိုအခြေခံပြီးတော့လှုပ်ဆောင်တဲ့နည်းလမ်းဖြစ်တာမလို့မယုံကြည်ရင် negative mindset တွေရှိနေမှာဆိုရင်တော့အလုံးမဖြစ်နိုင်ပါဘူး ဆပ်လီမီနယ်ရဲ့အဓိကသဘောတဘာဝကနားထောင်နေသူတယောက်ရဲ့ဖြစ်ပါမလားရပါမလားဖြစ်နိုင်ပါမလားဆိုတဲ့မကောင်းတဲ့ negative စိတ်တွေအတွေးတွေကို positive ဖြစ်အောင်တိဆောက်ရတာဖြစ်လို့ negative mindset တွေရှိနေတော့ဘလောက်ပဲစိတ်ညစ်ထားပါစေဖြစ်နိုင်မှာမဟုတ်ပါဘူးဒါကတော့ subliminal ရဲ့အတိတ်ပဲနဲ့သဘောတဘာဝကိုပြောပြတာဖြစ်ပြီးတော့ subliminal ဆိုတာဘလိုမျိုးလဲဆိုတာကိုဆက်လက်ပြီးတော့ပြောပြပေးသွားပါမယ် subliminal ဆိုတာအပေါ်မှာပြောခဲ့သလိုပဲ လိုချင်တာဖြစ်ချင်တာတွေကို manifest လုပ်ပြီးတော့ချရေးလိုက်တာပါ။ဒါတွေကို affirmation လို့ခေါ်တာပါ။ဥမာပြောရရင်တော့ငွေဝင်စေချင်တယ်လို့စိတ်ဆန္ဒရှိရင်ငါးစီုံငွေတွေဝင်လာပြီဆိုတာမျိုးချရေးလိုက်တာဖြစ်ပြီးတော့အဲ့လို affirmation တွေကို subliminal view ထဲမှာထည့်ထားလိုက်တာပါ။ဒီလိုမျိုးထည့်ထားပြီးတော့ affirmation တွေကိုအတန်မြန်အောင်မြင့်အတန်တိုးကိုလိုချင်တဲ့တခြင်းဒါမှမဟုတ်ဗီဒီယိုနဲ့တွဲပြီးတော့ကတ်လိုက်တဲ့အခါမှာ subliminal video တွေရလာတာပါ။ ဒီလိုမျိုးဆပ်ပလီမီနယ်ဗီဒီယိုတွေကိုစိတ်နှက်ပြီးတော့ပုံမှန်နားထောင်ပေးတဲ့အခါမှာကိုဖြစ်ချင်တာတွေကိုအနည်းနဲ့မြန်ဖြစ်လာတတ်ပါတချို့ကတော့ဒါတွေမယုံကြည်တတ်ကြပါဘူးဒီလိုမျိုးမယုံကြည်တဲ့အခါမှာလည်းပြောခဲ့ဘူးသလိုပဲတကယ်ဖြစ်မလာတာတွေရှိသလိုယုံကြည်မှုအားနည်းလို့အချိန်ကြာတွေလည်းရှိတတ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့အတွေ့အကြုံဖြစ်ချင်တာတွေကိုအမှန်တကယ်ဖြစ်လာနိုင်မှုဆိုရင်တော့စိတ်ကိုတည်ညောင်းထားကိုနားထောင်တဲ့ဆပ်ပလီမီနယ်ရဲ့ benefit လေးတွေကကောင်းတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့ post-it သင်ငင်ကောင်းတာလေးတွေကိုများများတွေးပြရမှာပါ။ဒါပေမဲ့လူဆိုတာကတော့တယောက်နဲ့တယောက်တမာဝါရမတူညီကြတာ ဖြစ်လို့တပုတ်ထဲနားထောင်မယ်ဆိုရင်တော့မှအချိန်အနည်းများတူညီကြမှာမဟုတ်ပါဘူး။တချို့ကတော့နားထောင်ပြီးလို့နိုင်ဝတ်တွင်မှဖြစ်ချင်တာတွေရသွားတယ်လို့တချို့ကလည်းတပတ်ကနေပြီးတော့လချီတဲ့ချီအောင်မှကြာသွားတိုင်းလည်းရှိတတ်ကြပါရဲ့။အဲ့တော့ supplementary ကိုနားထောင်မယ်ဆိုရင်တော့အရေးကြီးတာကတော့ကိုယ်နဲ့ကိုက်ညီတာကိုသေချာရွေးချယ်ပြီးတော့နားထောင်သင့်တာပါ။ caption description benefit စရီနဲ့အဲ့ဒီ subliminal ကိုလုတ်တဲ့ sub maker ရဲ့အကြောင်းကိုသေချာလေးလာပြီးတော့ရုံကြီးစိတ်ချရပြီဆိုမှနားထောင်တင်တာပါကြီးစုနေကြတဲ့ပရိသတ်တို့အနေနဲ့ရော subliminal နဲ့ပတ်သက်ပြီးတော့ယုံကြည်မှုရှိလားဆိုတာကိုမမပြောပြပေးခဲ့ကြပါအောင်နော်